ကချင်ပြည်နယ်ကချင်အတူဒေတာတဲ့ထောက်ရညင်ချမ်းရပ်ဖွဲတုံး ဩဂတယီဥစကုံတရိန်မှာရန်ကုန်တွင်ငွေကျပ်ဘီလီယံ200ကျော်တန်မိုးရှိရင်မြေကွက်ဝယ်ယူသူဟုရေးသားပြောဆိုနေကြခြင်းမှာတရင်အမားတာဖြစ်တယ်လို့ကချင်ရန်ဒူးဒေတာတိထာဝရငင်းချမ်းရဖွဲ့ချုပ်မှတာဝန်ရှိသူတို့ကပြောပါရယ်အဆိုပါရေးသားပြောဆိုဝါရဖြန့်နေခြင်းမှာဒေတာအတွင်ရှိပြည်သူများကိုဩဂတယီအပေါ်စိတ်ဝမ်းကွဲစေရန်ဖန်တီပြောဆိုခြင်းတာဖြစ်တယ်လို့ပန်ဝါတရင်နဲ့ပြန်ကြားရေးတာဝန်ခံဥကလောင်းပေါ်တင်းကပြောပါရယ်ဒီတဲ့င်းကအမာတဲ့င်းမှာဥက္ကဋ္ဌကြီးဝယ်တာလည်းမဟုတ်တလို့ကျွန်တော်တို့အဖွဲ့အစည်းက ဝယ်တာလည်းမဟုတ်ဘူးဒီလိုမဟုတ်မမှန်ဖန်တီးပြီးဝါရဖြန့်နေတာကဒေတာကပြည်သူတွေကိုဥက္ကဋ္ဌကြီးအပေါ်စိတ်ဝမ်းကွဲမှုတွေဖြစ်အောင်လုပ်နေကြတာပဲဖြစ်ပါတယ်ဥက္ကဋ္ဌကြီးအနေနဲ့ရောကျွန်တော်တို့အဖွဲ့အစည်းအနေနဲ့ရောပြည်သူတွေဒုက္ခရောက်နေတဲ့အချိန်မှာကိုကောင်းစားမယ့်အလုပ်ဘယ်တော့မှမလုပ်ဘူးလို့သူကဆိုပါတယ် အဆိုပါသတင်းအမများကြောင့်ဝါရဖြန့်ရေးတောင်းပြောဆိုခြင်းသည်မိမိတို့ကချင်အထူးဒေတာတည်ထောက်ရငင်းချမ်းရဲ့အဖွဲ့ချုပ်အဖွဲ့စည်းအပေါ်၌ဒေတာအတွင် ပြည်သူများရဲ့ယုံကြည်မှုကိုထိခိုက်ပျက်စီးစေရန်ရည်ရွယ်လှုံ့ဆော်နေခြင်းသာဖြစ်တယ်လို့သူကဆက်လက်ပြောကြားခဲ့ပါတယ်။ဒါအပြင်မိမိတို့အနေဖြင့်မိမိတို့ဒေတာဖြစ်တဲ့ကချင်အထူးဒေတာတည်နေမည်များပြန်လည်ရရှိရေးအတွက်စနစ်တကျလှုံ့ဆော်ရရှိပြီးအမြန်ဆုံးပြန်လည်ရရှိရန်အတွက်လည်းအစွမ်းကုန်စူးစမ်းလှုံ့ဆော်တောင်းမှဖြစ်တယ်လို့သူကဆိုပါတယ်။ ကျွန်တော်တို့ရဲ့နေမည်ဒေတာတွေကိုပြန်လည်ရရှိဖို့စနစ်တကျနဲ့ပြန်လည်ပြင်ဆင်မှုတွေလုပ်ခဲ့ပါတယ်။တရားမဝင်မီဒီယာတွေမှာလည်းကျွန်တော်တို့လုံဆောင်နေတာတွေကိုဝါရဖြန့်ဖော်ပြနေတာတွေရှိတဲ့အပြင်မြေပြင်မှာလည်းတဖက်အဖွဲ့အစည်းကကျွန်တော်တို့ရဲ့ရဲဘော်တွေစိတ်ဓာတ်ပြက်ပြားစေဖို့ကို အောက်တန်းကြတဲ့နီလန်းနေနဲ့လုံဆောင်နေကြတာတွေလည်းရှိပါတယ်။ ဘလို့ပဲဖြစ်ဖြစ်ကျွန်တော်တို့ဟာဒီ data ရဲ့မူလပိုင်ရှင်တွေဖြစ်တဲ့အတွက်ကုနယ်မြေ data မှာအရင်လိုမိသားစုနဲ့အေးအေးချမ်းချမ်းနေထိုင်မှုကိုစူးစမ်းဆောင်ရွက်နေပါတယ်လို့ဦးကလောင်းပေါင်တိန်ကဆက်လက်ပြောကြားခဲ့ပါတယ်။ လက်ရှိမှာကချင်ရထူးဒေတာတိထာဝရညီချမ်းရဲ့အဖွဲ့ချုပ်မှမိမိတို့ဒေတာပြန်လည်ရရှိရတဲ့အတွက်ဆောင်ရွက်မှုများကိုစတိုက်ဆောင်ရွက်နေပြီးဒေတာခံပြည်သူများအနေဖြင့်လည်းယခုကဲ့သို့ဝါဒဖြန့်တင်းများကိုနားမယောင်ပဲမိမိတို့ဒေတာအတွက်ပူးပေါင်းပါဝင်ကြရန်လည်းဥကလုံးပုံတိန်ကတိုက်တွန်းပြောဆိုထားပါတယ်။ကချင်ရထူးဒေတာတိဝိုင်းမုံချီဖွေစောလော်မြို့နယ်တို့ပါဝင်သော နေမြေဒေတာတစ်ခုဖြစ်ပြီးမြေရှားတတ်တူထွက်ရှိခြင်းကြောင့်လူသိများလာတဲ့ဒေတာတစ်ခုဖြစ်ကထိုမြေရှားတတ်တူစတင်တွေ့ရှိသည့်2012ခုနှစ်ကလည်း KNA ရိုးရဲ့မတရားကျူးကျော်တိုက်ခိုက်မှုကိုတကြိမ်ခံခဲ့ရတယ်လို့လည်းသိရပါဗျ။